မင်္ဂလာပါမျိုးတို့ရေသတင်းကောင်းတဲ့သတင်းဆိုကိုပြောပါမယ်သတင်းဆိုကတော့အလုံးသိတဲ့တိုင်းတက်မတော်ရဟန်းရင်ဆက်ရှုံရင်းပြီးပြကြမှုအဲဒုတိမဟုတ်ကိုဘက်ကပြောသလိုမျိုးပြစ်ချခံရလို့ပြကြမှုပြစ်ချခံရလို့ပဲဖြစ်စေဆက်ရှုံရင်းလို့ပဲဖြစ်စေကျင်းနေတာကတော့တက်မတော်ရဟန်းရင်တစီအာပြက်ကြပြီးတော့ထိခိုက်ဒိဆုံးမှုတွေဖြစ်ခဲ့တယ်ထိခိုက်နေနာမှုတွေဖြစ်ခဲ့တယ်ဒါကတော့သတင်းဆိုမှာ ကင်မရာရဟန်းရေတည်းပြက်ကြမှုပေါ့နော်။အမနေ့ကဆိုလို့ရှိရင်သတင်းဝေဝေးဆက်လာပြရတယ်။တစ်ဖက်ကလည်းသူတို့ပြစ်ချလိုက်တယ်ပြစ်ချလိုက်တယ်အောင်ဝဲခံကြရတယ်ပေါ့နော်။အာဆိုတော့ဒီတက်မရောဒီသတင်းမှန်မြန်ကြီးဘက်ကတုံ့ပြန်လာကြတော့ဆက်ချုံရင်းလေးပြက်ကြတယ်။ဆက်ချုံရင်းလို့ပြက်ကြသည်ဖြစ်စေပြစ်တာခံရလို့ပြက်ကြသည်ဖြစ်စေဒီမှာရဟန်းရေကြီးဆုံဆုံမှုဒီမှာပါတဲ့တက်မရောသားရဲ့ဆိုတော့ဒီရဟန်းရေလို့စစ်လက်နဲ့တို့ကငွေကြေးရှိရင်ပြန်ပြီးတော့ဝယ်ရတာလွယ်ပေမဲ့ဒီလိုမျိုးစိတ်ရေးမှကျွမ်းကျင်သူတယောက်ဖြစ်လာအောင် အခုတက်မတော်သားဆိုလို့ရှိရင်ရဟရင်ဆိုလို့ရှိရင်လည်းဒီတက်မတော်လီမှာကျွမ်းကျင်တဲ့သူတယောက်ဖြစ်လာအောင်ကျွမ်းကျင်ပြီးတော့တက်မတော်ပေါ်မှာလည်းပြည်သူပေါ်မှာလည်းနိုင်ငံတော်ပေါ်မှာလည်းသစ္စာရှိရဲ့အရာရှိတယောက်ဖြစ်လာအောင်ကအင်မတန်မှပြုစုပြုထောင်ရတာခက်တယ်ဆိုတော့အခုလိုမျိုးသတင်းတွေကြားလို့ရှိရင်အဲ့ဒီစိနေနဲ့တွေဆုံးရှုံးရတာထက်ကျွန်တော်တို့နိုင်ငံပေါ်မှာတာဝန်ထမ်းဆောင်ခဲ့တဲ့တက်မတော်သားကြီးဆုံးရှုံးရတာပိုပြီးတော့ဝမ်းမြောက်ရတယ်ဆိုတော့ဒီညမှာဒီကပြောချင်တဲ့အချက်ကဒီဖြစ်စဉ်ပေါ်မှာပတ်သက်ပြီးတော့တစ်ဖက်အုပ်စုတွေကချော်လဲရောက်ထိုင်ကြတယ်နိုင်ငံရေးခြေကြုံရှိကြတယ် ဘာလို့ဆိုတော့သူတို့ကတစ်ချိန်လုံးဟာ hacking project ဆိုပြီးတော့ပတ်စံတွေမောက်များစွာအမေရိကန်ဒေါ်လာ6တန်းခိုးစားလိုက်လို့နောက် energy ထောက်ခံတဲ့ဒီပါလဲမျိုးရံအောင်သိရင်အကူတို့နော်0မြက်အောင်တို့အတမနီမီကင်းတို့နော်အော်တက်ကမူးညူတို့သူတို့ထောက်ခံတဲ့သူတွေအချင်းချင်းကတောင်မှ NUG က CRPA ကနေပြီးတော့အဲဒီငှက်ကင် project ကပတ်စံကြီးခိုးသွားတဲ့အတွက်သူတို့အင်မတန်ပောက်ကွဲပြီးတော့ဒီကိစ္စကိုဝေဖန်ထောက်ပြနေတဲ့အချိန်မှာအဲ့ဒီလိုမျိုးဖြစ်သွားတဲ့အတွက်သူတို့ကချောလဲရောထိုင်ပြီးတော့ ဝမ်းသာနေကြတယ်ပျော်နေကြတယ်နိုင်ငံကြီးအားသာဖြစ်နေကြတယ်เนาะဒီကိစ္စပေါ်မှာလူတွေကစိတ်ရေးဆိုတာကလေဒီနေ့ဥမာပေါ့နော်ဒီနေ့20ရက်နေ့စစ်ဖြစ်လိုက်တယ်ဘယ်နာမှာစစ်တပ်ဘက်ကဘယ်လောက်တည်ပြီး PDF ဘက်ကဘယ်လောက်နိုင်သွားတယ်ဒီနေ့20ရက်နေ့ဥမာကချင်ဖြစ်နာကချင်စစ်မျက်နှာမှာစစ်ပွဲဖြစ်တယ် PDF တွေ KIA တွေကဘယ်နှစ်ယောက်တည်ပြီးတော့စစ်တပ်ဘက်ကအနိုင်ရလိုက်တယ်ဆက်ပြီးဒီယနေ့ဖြစ်ပေါ်နေတဲ့အကြောင်းအရာတွေကိုမျှော်တွေးပြီးတော့ ယနေ့ဖြစ်ပေါ်နေတဲ့စိတ်ရည်အခြေအနေကိုကြည့်ပြီးတော့သူ့ဘက်ကနိုင်တယ်ငါဘက်ကနိုင်တယ်ဆိုပြီးဆုံးဖြတ်လို့မရပါဘူးစိတ်ရည်တပွဲရဲ့စက်ပွဲတပွဲရဲ့အနိုင်ရှုံးဆိုတာက အနည်းဆုံးနောက်10နှစ်ကိုမျှော်တွေးပြီးတော့အဲ့ဒီစစ်ပွဲအလိုက်ရှုံးကိုတတ်မှတ်ရတယ်။အနည်းဆုံးနောက်10နှစ်အခု25ဆိုနောက်တစ်10နှစ်2035ကိုမျှော်တွေးပြီးတော့ဒီဒေသမှာဘယ်လိုရိုက်ခတ်မှုရှိနိုင်လဲဒီဒေသမှာရှိတဲ့တိုင်းရင်းသားလူမျိုးတွေသူတို့ဘဝသူတို့အနာဂတ်ဒီငွေတွေပညာရေးတွေဘယ်လောက်ထိအခွင့်အလမ်းတွေပေါ်လာနိုင်တယ်လဲပိုပြီးကောင်းနိုင်တယ်လားပိုပြီးဆိုးသွားမလားဆိုတဲ့အနာဂတ်ကိုမျှော်တွေးပြီးအနည်းဆုံး10နှစ်လောက်ကိုကြိုတွေးပြီးတော့မှသာဒီစစ်ပွဲတစ်ပွဲရဲ့အလိုက်ရှုံးကိုတတ်မှတ်ရတာเนาะเนาะသူတို့တစ်ဖက်ကအန်ယူဂျီကထိန်းထားတယ်ဆိုတော့ စကိုင်းတိုင်းကိုကြည့်လိုက်ပါစကိုင်းတိုင်းမှာနောက်ထပ်10နှစ်အတွင်းမှာဖွံ့ဖြိုးတိုးတက်နိုင်သလားစကိုင်းတိုင်းမှာနောက်10နှစ်အတွင်းမှာအဲ့ဒီဒေသမှာရှိတဲ့လူမျိုးတွေဆုံးလုပ်သွားမလားဒါအဖြေပဲလက်ရှိမှာတချို့ကတော့ပေါက်တဲ့နှဖူးမထူးဘူးဆိုပြီးတော့မထူးဆက်ခင်းနေကြပေမဲ့ငါတို့ဘွားကတော့ငါတို့တက်တက်ကတော့ပေါက်တဲ့နှဖူးမထူးပါဘူးဒီဘွားရောက်မှာတော့မထူးတော့ဘူးဆိုပြီးတော့မထူးဆက်ခင်းနေပေမဲ့ ါတို့တာသမီတွေလက်ထက်မှာတော့စစ်ပွဲမရှိရဲ့เนาะအေးချမ်းတဲ့နိုင်ငံမှာနေချင်နေဆိုရက်နိုင်ငံကြီးဆန္ဒတွေရှိအခုတော်တော်များများကနိုင်နာတွေရှုံးတာတွေမသိကြဘူးဘယ်ဘက်ကဟုတ်ဘယ်ဘက်ကပဲနိုင်နိုင်စစ်ပွဲတွေများများပြီးပြီးအေးအေးချမ်းချမ်းနေချင်တယ်ကောင်းကောင်းမွန်မွန်လုပ်တယ်စားတောက်ချင်တယ်အေးချမ်းစွာပညာသင်ကြားချင်တယ်ဒါလူတို့ရဲ့ဆန္ဒအစစ်မှန်ဖြစ်တယ်ဘယ်ဘက်ကပြည်သူရောဒီဘက်ကပြည်သူရဲ့ရင်းထဲမှာဘယ်ဘက်ကပဲနိုင်နိုင်စစ်ပွဲတွေပြီးတာကိုပဲတို့လိုချင်ကြတယ် တရက်စစ်မဖြစ်ရင်တရက်စိတ်ချမ်းသာရတယ်တရက်ခေါင်းပြောင်းအောင်အိပ်ရတယ်တလစစ်မဖြစ်ရင်တရက်တလသူတို့ခေါင်းပြောင်းအောင်အိပ်ရပြီးတော့တလသူတို့နောက်ချောလုံအောင်နေထိုင်ရတယ်ဆိုတော့လူတွေရဲ့ပြည်သူလူထုရဲ့တခက်လူထုလက်နက်ကင်ထားရဲ့လူထုရဲ့ခြင်းထဲမှာက လက်နက်ကင်တဲ့ဖွဲ့တွေကဟိုဘက်ကနိုင်နေပြောတယ်ဒီဘက်ကနိုင်နေပြောတယ်ကြားထဲမှာငါတို့ပြည်သူတွေပဲရှုံးနေတယ်ငါတို့ပြည်သူတွေပဲအနာဂတ်တွေဆုံးရှုံးနေတယ်ငါတို့ပြည်သူတွေဘဝပဲဆုံးရှုံးနေတယ်ဒါကြောင့်မို့လို့မင်းတို့လက်နက်ကင်နေမင်းတို့ဘယ်ဘက်ကပဲနိုင်နိုင်ငါတို့ပြည်သူတွေရှုံးနေတဲ့အတွက်ဒီစစ်ပွဲကြီးမြန်မြန်ပြီးချင်ပါတယ်ဆိုတဲ့ရင်ထဲကစံနာကအစစ်မှန်ဖြစ်တယ် မိထီလာကပြူကောင်းဆောင်ဖန်းခံရလို့ပြူစောတီ16ဦးနှုတ်ထွက်မန္တလေးတိုင်းမိထီလာမြို့မှာပြည်သူစစ်ခေါ်ပြူစောတီကောင်းဆောင်ကိုစစ်တပ်ကဖမ်းဆီးသွားလို့ကြံတဲ့ပြူစောတီအဖွဲ့ဝင်16ဦးနှုတ်ထွက်သွားတယ်လို့သတင်းထွက်နေပါတယ်ပြီးခဲ့တဲ့မေလ15ရက်ကမိထီလာမြို့အဝင်တိုးဂိတ်မှာပြူစောတီကောင်းဆောင်ဇော်ယူထွန်းကိုစစ်တပ်ကလာရောက်ဖမ်းဆီးသွားခဲ့ပြီးနောက်သူတို့ကောင်းဆောင်ဖမ်းခံရတဲ့အတွက်သူတို့ပါနှုတ်ထွက်လိုက်ကြောင်းမိထီလာပြည်သူစစ်အဖွဲ့ကကိုစေယာဟင်းဆိုသူကသူ့ရဲ့ Facebook လူမှုကွန်ရက်ကနေအတိပေးပါတယ်ဇော်ယူထုံးဦးဆောင်တဲ့ပြည်သူစစ်ဖွဲ့စည်းချိန်ကစပြီးဒီကနေ့အထိကိုစားရေးကိုစားပြီးမိထီလာမျိုးကိုစောင့်ရှောက်ခဲ့ကြောင်းယနေ့အထိနွားထိုးကြီးဒေသတွင် လုံခြုံရေးဆောင်ရွက်ခဲ့ပေမဲ့အခုအခါပြည်သူစစ်ကောင်းဆောင်ဇော်ယူထုံးကိုစစ်တပ်ကပုံမှန်905ကနဲ့အမှုဖွင့်အရေးယူလိုက်ကြောင်းဇေယဟင်းဆိုသူကရေးသားပါတယ် ပြည်သူစစ်ကောင်းဆောင်တဦးအားဖမ်းဆီးအေးအေးယူခြင်းမှာငွေကောင်းကိုဖျက်လိုက်တဲ့ကဲ့သို့ခန္ဓာကိုယ်နဲ့အမီးမှာဘဲသွားရမှန်းမသိဖြစ်ခဲ့ရပါသည်။ဒါပေမဲ့ကျွန်တော်တို့သည်ငွေချင်းတူပေမဲ့စင်ပြငွေများတာဖြစ်ပြီးအမီးမှာလည်းကောင်းပါကြောင်းသိစေချင်ပါသည်လို့သူကဆိုပါတယ်။ ဒါကြောင့်ရင်းအပါဝင်၁၆ဦးဟာမိထီလာမျိုးနယ်ထားနေပြည်သူစစ်အဖွဲ့ကနေနှုတ်ထွက်ကြောင်းပြည်သူစစ်အဖွဲ့ဝင်ဇေယဟင်းကရေးသားထားပါတယ်ပြည်သူစစ်တွေနှုတ်ထွက်ရတဲ့ဖြစ်စုကိုလူထုမျိုးဦးကတိကျအတိပြုနိုင်ခြင်းမရှိသေးပါဘူးမိထီလာပြူကောင်းဆောင်ဇော်ယူထွန်းဟာသူ့လူမှုကွန်ရက်မှာစစ်မှုထမ်းငွေကြေးကောက်ခံတဲ့ကိစ္စကိုဝေဖန်ရေးသားလို့နိုင်ငံတော်တည်ငြိမ်မှုကိုပြပြအောင်ဝါဒဖြန့်နေဆိုပြီးစစ်တပ်ကအရေးယူခဲ့တာပါ ါပေမဲ့ဇော်ယူထွန်းဟာမိထီလာတိုးကိမှာပဲမလိုက်မြို့နယ်ကဘုံမှုတယောက်မောင်းလာတဲ့ကားကိုမှန်ချခိုင်းရကနေစကားများပြီးအခုလိုဖမ်းဆီးခံရတာလို့သူ့အတိုင်းဝိုင်းကရုတ်တံမတန်းတွေဖြန့်ဝေခဲ့ပါတယ်။ရုတ်တံဖိုင်ထဲမှာဘုံမှုဆိုသူကဇော်ယူထွန်းနဲ့ပြူစောတိအဖွဲ့ကိုလက်နက်နဲ့ကောလက်ပစ်ဘုံမှာဖောက်ခွဲပစ်မယ်လို့အကြင်ကြင်ချင်းချောက်ခဲ့ပါသေးတယ်။ဇော်ယူထုံးပြန်လဲလွမြောက်ဖို့ပြူစောတိတွေစူးစမ်းပေးနေပြီးယနေ့မေလ20ရက်အထိလွမြောက်လာခြင်းမရှိသေးဘူးလို့သိရ ။သတင်းကောင်းကတော့တန်တမန်ကြီးရဲ့ဘွဲ့လွန်ဒီပလိုမာအပတ်စဉ်အတွက်တင်တဲ့ခေါ်ယူနေပြီဖြစ်ပါတယ်။ ဒါကတော့နိုင်ငံခြားရေးရဝန်ကြီးဌာနရန်ကုန်မှာတက်ရောက်လာမှာပေါ့နော်။ဟာတက်ကလို့တစ်ခုခုကနေပြီးတော့ခွဲရရှိပြီးသူတွေအတွက်ခွဲရပြီးသူတွေအတွက်တာဏမဲရေးရခွဲလွန်ထီလိုမှာအပတ်စဉ်တက်အခုမှပတ်စဉ်တက်စပြီးခွဲလာ။ဆိုတော့ဒီကနေပြီးတော့နိုင်ငံတကာဆက်ဆံရေးနိုင်ငံတကာဥပဒေရေးရတယ်တာဏမဲရေးရတယ်နိုင်ငံတကာစီးပွားရေးနဲ့ထူးထူးပူပူတူတာပေါ့နော်။ဆရာဘာသာရက်တွေတင်စားနိုင်မယ်လို့ကြားသိရပါတယ်။ဆိုတော့ဒါကကျွန်တော်တို့လူမျိုးလူငယ်တွေအတွက်အခွင့်အလမ်းကောင်းဖြစ်ပါတယ်။ဆိုတော့တခြားသောလူတွေတွေနဲ့လည်းစုံဝင်စားမယ်ဆိုလို့ရှိရင်သင်တန်းလျှောက်လာ တင်းမိတာတင်းနိုင်ပါတယ်တနက်ကာလကတစ်နှစ်ပေါ့နော်ပြီးလို့ရှိရင်တော့တနမကြီးရပွဲလွန်တီးပြီးလို့မှာပွဲရရှိမယ်လို့သိရပါတယ်ဆိုတော့ဒါပေမဲ့တစ်ဆက်တည်းမှာလိုအပ်တာကလေမရှိမှလည်းဒီလိုမျိုးပေါ့နော်ဒီကျွန်မတို့ဘယ်လိုပြောမလဲဘီရိုကရေစီလို့ပြောရမှာကျိုးနေစနဲ့ပေါ့နော်စောက်ဒီတိုင်းပဲလောက်ကြတယ်ကျွန်မတို့ကတင်းနှန်းတစ်ခုခေါ်မယ်ဆိုလို့ရှိရင်ပွဲလွန်ဒီပလိုမာတစ်ခုဖွင့်လိုက်တော့မယ်တို့ဒီမို့ဥပဥပဒေတစ်ခုကျွန်မတို့ထုတ်တော့မယ်တို့ဒီမို့အမိန့်ညွှန်ကြားစာတစ်ခုထုတ်တော့မယ်ဆိုရင်အဲ့ဒီရဲ့နောက်ဆက်တွဲနေမှာဘာကြောင့်မှ ဘယ်လိုအကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်ဘယ်လိုအလောက်ကခွင့်လန်းနေဘယ်လိုအလောက်ကခွင့်လန်းနေရရှိနိုင်ပါတယ်ဆိုတော့ပြည်သူကိုတဆက်တည်းမှာအသိပညာပေးဖို့လိုပါတယ်เนาะအခုဆိုလို့ရှိရင်လည်းပဲတရမဲကြီးကဘွဲလွန်ဒီပလိုမာဘွဲအတွက်เนาะအပတ်စဉ်တင်ဖွင့်လဲမယ်ဒါအစိုးရအနေပြီးညင်ညာချက်ထုတ်တယ်ဒီမှာတင်တဲ့တင်တဲ့သားကြီးခေါ်ယူဒါပေမဲ့တဆက်တည်းမှာဘလို့အလောက်ကန်ခွင်းလန်းနေရရှိနိုင်ပါတယ်ဘလို့အကျိုးကျေးဇူးရရှိနိုင်ပါတယ်ဆိုတာကိုလူတို့ကိုအသိပညာပေးဖို့လိုပါတယ်ဒါကျမတို့ပြည်သူတွေအနေနဲ့တောင်းဆိုတဲ့အခွင့်အရေးဖြစ်ပါတယ် ဝါသနာပါတဲ့လူတွေတင်းနဲ့တက်ရောက်နိုင်ပါတယ်တန်နမကြီးကဝင့်လွန်တီဘလိုမှာဖွဲ့ဖြစ်ပါတယ် တော့ကျမဒီသနားကိုတက်ချင်တယ်ဒါပေမဲ့တင်တဲ့ကာလကတနင်္လာကနေတောက်ကြဆိုတော့ဒီဘက်ကို9ရက်တက်ရမယ်9ရက်တက်ရမယ်ဆိုရင်ကျမ ID မှာဒီရန်ကုန်မြို့ထဲမှာပေါ့နော်ဒီနိုင်ငံခြားရေးရာဝန်ကြီးဌာနနဲ့ဟိုသွားလို့လာလို့နင်းနင်းနားနားရှိမဲ့နေရာမှာကျမရွှေ့ရမယ်ပြောင်းရမယ်ဆိုတော့ကျမတွေ့ကုန်ကြစိတ်တွေရမ်းများတယ်ဒီရမ်းများတော့ကျမအတက်နိုင်ဆုံးကျမဒီနေ့တက်နိုင်အောင်ကျမစူးစမ်းမယ်တကယ်လို့ကျမဒီနေ့မတက်နိုင်ဘူးဆိုရင်တော့ဒါမဲ့နေ့အပတ်စဉ်နှစ်မှာကျမတက်နိုင်အောင်စူးစမ်းပါမယ်ကျမကအဲ့ဒီလိုမျိုးကိုကတင်နေရတာကျမသဘောကျတယ်တင်ယူရတယ်ကျမအရန်ဝသနာပါတယ်အဲ့လိုတင်နေရရင်ကျမပြော ော့တယ်ပြီးတော့ကိုတင်ယူတက်မြောက်ထားတဲ့အရာကိုတခြားကိုပြန်ပြီးမျှဝေပေးရတာပြန်ပြီးတော့ဝင်းခပေးရတာ share ရင်းလုပ်ပေးရတာကိုကျွန်မသဘောကျတယ်ဒါကျွန်မဝန္ဒနာပါတယ်အဲ့လိုလုပ်နေရင်ကျွန်မပြောတယ်ဆိုတော့ကျွန်မနဲ့ပတ်သက်လို့ပေါ့နော်ပြောဆိုမှုလေးတွေရှိတယ်အခုဆိုရင်ကျမကပဲတရင်ကျမကတည်ဝင်အာတရင်ဌာနမှာလို့တော်မလို့ဒေါတိမိုကျမကဟိုအဖွဲ့အစည်းတစ်ခုရဲ့ ထောက်ပံ့မှုရဲ့လက်အောက်ကနေပြီးကျမကအခုလိုမျိုးသတင်းတွေပြောနေတဲ့ပုံစံမျိုးဒီဒါသီးမို့ကျမကပါတီတစ်ခုအတွက်မဲဆွယ်စည်းရုံးတော့မယ့်ပုံစံမျိုးကျမကိုယ်တိုင်ကရွေးကောက်ပွဲမှာတတိပုဂ္ဂလအနေနဲ့ဝင်ပြိုင်တော့မယ့်ပုံစံမျိုးစသဖြင့်ပြောဆိုနေကြလာတယ်ရှင်ရှိတယ်။ဆိုတော့အဲ့အရာတွေကကျမကိုချစ်တယ်ခင်တယ်ပြောတဲ့သူရှိတယ်လို့ကျမကိုမုန်းလို့ပြောတဲ့သူတွေလည်းရှိတယ်။ကျမနဲ့ပတ်သက်တဲ့အကြောင်းအရာကြီးကျမပါဇက်ကပြောတာအတီးပါအတခုကျမပါဇက်ကပြောပါမယ်။ကျမအခုဖွင့်မယ်တန်နမဲကြီးကပွဲလွန်တီးပြုံးမှာကျမတက်ချင်တယ်။ ကျမအခုပတ်စင်တက်မတက်နိုင်အောင်အပတ်စင်နဲ့မှကျမတက်နိုင်အောင်ကြိုးစားမယ်နော်ရှင်းပါသလိုရှင်လည်းရှိရနော်ဒီလိုမှာပေါ့နော်ဘွဲ့လော်သုံးချာအာရှီအောင်သူတွေသနာပညာဒီလိုမှာအပွဲ PGDPA အဲရှီအောင်သူတွေသနာပညာပေါ့နော်ရှီအောင်သူတွေသနာနဲ့နေပညာသင်တန်းကျောင်းပြေကနေပြီးတော့တက်ရောက်ခဲ့တယ်ပေါ့အဲဒီဘွဲ့မျိုးပေါ့နော် PGDPA ကျမလူမျိုးလေးကြီးပြိုရဲတိမ်ပြီးရရင်ကျမပြိုရဲဒီကျမတင်ထားတဲ့ຢာရီကိုကျမသူများကိုပြန်ပြီးတော့ဝင်းငှပေးရတာကိုကျမပြောရဲကျမဝါသနာပါတယ်ကျမအနည်းငယ်ဒါမျိုးပဲလုပ်ချင်တယ် တော့အဲ့ဖြစ်ချင်တဲ့ဆန္ဒမဟုတ်ဘူးတော့ဗာဖြစ်ချင်တဲ့လူဆန္ဒမင်းဒီမှာအဲ့လိုမျိုးအခုလိုမျိုးဘွဲလွန်ဒီပလိုမာတွေအများကြီးတက်ချင်တယ်တင်းနဲ့နေအများကြီးတက်ချင်တယ်အဲ့လိုမျိုးကျွန်မဟိုတက်ကြီးစကားတက်ငယ်ကြကျွန်မတင်ယူခြင်းနဲ့နားထောင်ခြင်းနဲ့ကျွန်မတင်ယူတက်မြောက်ထားတဲ့အရာတွေကိုကျွန်မကတခြားလူပြန်ပြီးပြဖို့တင်းချင်တယ်ဆိုတော့ကျွန်မရန်ဝါသနာပါတယ်အဲ့လိုဝါသနာပါရောဘာလို့ចောင်းဆရာမမလုပ်တာလဲလို့မေးကြရရှိတယ်။ကျမငငယ်ရောက်ဆိုလို့ရှိရင်လည်းအဲကျမဒီဆယ်အောင်ဒီဆိုရရပေါ့နော်ဒီ ပညာရေးလိုင်းကိုလျှောက်ဖို့ဆိုပြီးပြောကြတာရှိတယ်။ဒါပေမဲ့အဲ့လိုမျိုးကြတော့လည်းပဲကျမကဒီဒီစာသင်ကျောင်းမှာသင်လို့ရှိရင်လည်းကျမရဲ့နေလာမှုတွေကဒီအကြောင်းတစ်ကြောင်းမှာရှိရဲ့ဒီကလေးတွေအတွက်ပဲဖြစ်လိမ့်မယ်။တနိုင်ငံလုံးအတိုင်းအတာနဲ့လူအများစုအတွက်ကိုတက်ရောက်မှုမရှိဘူး။အဲ့တွယ်လည်းကျမကျောင်းဆရာမှမလုပ်ခဲ့တာပေါ့နော်။အဲဆိုတော့အဲဒီလိုမျိုးအခြေအနေလေးတွေရှိပါတယ်။ကျမဒီသင်တန်းဒီဘွဲ့လုံးပေါ့နော်။တန်နမေးရဘွဲ့လုံးဒီဘလုံးမှာကျမတက်နိုင်အောင်ကြိုးစားမယ်။ဘက်စင်တင်မတက်နိုင်ရင်နော်။ဘက်စင်တင်မှာကျမတက်နိုင်အောင်ကျမကြိုးစားမယ်။ရှေ့မှာဆိုလို့ရှိရင်လည်းအာ ဘွဲ့လွန်တော့ဘွဲ့လွန်အောင်ချပါတော့ရှင်းအောင်သူတွေတနာအတင်ညာဒီလိုမှာပဲ PGDE ကျွန်မရန်ဝါသနာပါပြီးတော့ပြည်မျိုးမှာအာကျွန်တော်တို့တည်သားရဲ့ဆိုလို့ရှင်ပုံပြီးတာပေါ့ဒီမှာဆိုကျွန်တော် practical ဆင်းလို့ရတယ်လေ ခံလင်းတဲ့ဗိဒ္ဓနုဆိုလို့ရှိရင်လည်းဒါရှင်ရောင်မြို့တွေပေါ့နော်တကယ် UNESCO ကမ္ဘာ့ရေးကျန်းမှုအမွေနဲ့စီရင်ဝင်တဲ့ပြူမြို့ဟောင်းတွေဒါပေမဲ့သူတို့အဲ့ဒီမှာကြတော့ဒါတောင်ရင်းကဗိဒ္ဓနုမှာဗိဒ္ဓနုမြို့ဟောင်းမှာကောဟန်လင်းမှာကောဒီရှင်အောင်သူတွေသနာနဲ့ဤပညာသင်တဲ့အကြောင်းမရှိတဲ့အတွက်ကျမတို့ပြီးမှလာပြီးတက်ရောက်ရတယ်ပေါ့နော်အာဆိုတော့ကပညာသင်ယူစီးပူးလို့တဲ့သူတွေအတွက်လက်ရှိမှာဆိုလို့ရှိရင်အာတရမကြီးကဘွဲ့လွန်ဒီပလိုမာသင်တဲ့အပတ်စဉ်တက်နော်အမတ်စဉ်တက်ခေါ်ယူနေပြီးဖြစ်ပါတယ်နိုင်ငံကြီးရဲ့ဝန်ကြီးဌာနရန်ကုန်မှာတက်ရောက်ရမယ်ဖြစ်ပါတယ်သတင်းကောင်တစ်ခုကျမမျှဝေပေးကြပါမယ်မျှဝေပေးလိုက်ရပါတယ် နောက်ထပ်သတင်းကောင်တစ်ခုကတော့ VOA ရုံးချုပ်အဆောက်အုံကိုအမေရိကန်ဆိုရကနေပြီးတော့ရောင်းချတော့မယ်တဲ့တင်ဖြစ်ပါတယ်။ကျောင်းတော်မြန်မာနိုင်ငံကိုနှစ်များစွာသတင်းအစိတ်တွေခတ်ခဲ့ပြီးတော့ လေးလိုင်းတန်လူသက်သမားတွေသူတို့ကန်တူအကျိုးပေးပြီးဖြစ်တယ်။ရှင်းမှာဆိုလို့ရှိရင်တချို့မီဒီယာတွေနဲ့ပြည်ဖြတ်အုပ်စုတွေကသူတို့အမျှော်လင့်ချက်လေးရှိတယ်။ဘာလို့လဲဆိုတော့ဒီ VOA ကအယူခံဝင်နဲ့ဘယ်ယုံဘယ်တရားယုံမှာအယူခံဝင်နဲ့ဘယ်မှာသွားပြီးအယူခံဝင်နဲ့ဒါကြောင့်မို့ Trend အစိုးရကဘာမှလုပ်လို့မရဘူးလို့သူတို့မကြခင်မှာ VOA ကပြန်လဲပြီးတော့သူတို့ပြန်လဲလဲပတ်တော်မယ်ဆိုတာမျိုးတွေသူတို့အမျှော်လင့်ချက်မှာရေ force ထုတ်တယ်ပေးကြတာပေါ့နော်။အဲ့အလိုမျိုးတွေရှိပါတယ်လက်ရှိမှာတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အစိုးရအမေရိကန်အစိုးရကနေပြီးတော့ VOA ရုံးချုပ်တင်နေရာကိုအယောင်စင်းတင်ပြီးရောင်းချတော့မယ်လို့သိရပါတယ်မြန်မာပြည်ကိုဝါရမိုင်းတိုက်နေတဲ့ RFA နဲ့ VOA ကတော့သူတို့ဘဝတွေနေဝင်ချိန်ရောက်သွားပြီးတရင်စိတ်ခက်ခဲတဲ့လူတွေတရင်စိတ်တွေသူတို့ပြန်ပြီးတင့်သွားပြီးဖြစ်ပါတယ်ဒါကလည်းကျမတို့ပြည်သူတွေအတွက်တရင်ကောင်းတစ်ခုဖြစ်ပါတယ်နောက်ခုကတော့ကချင်စစ်မြေနာ